ော့ရှိပါတယ်။ဒါပေမဲ့အခုတော့မရှိတော့ပါဘူးကျန်ပါ။လောက်ဆုံးမပြုံးလေးနေကြတာ။မောင်လေးထူရဲ့ကိစ္စကိုကြည့်လို့ရှိရင်ဘယ်သူမှဖြစ်မယ်လို့မထင်တော့ဘူးဒီလိုအရွယ်ကောင်းလေးပေါ့နော်။စီယုံ။ညတုန်းကတော့မစုံခဲ့ဘူးဒါမဲ့လေအရွယ်ကောင်းလေးပဲရှိသေးတယ်26နှစ်ဆိုတော့လေတော်တော်ငယ်သေးတယ်ပေါ့နော်ဟိုကျွန်တော်ကျွန်တော်ဥမစီဖုန်းဆက်လို့ရလားဘာလို့ဆက်မှာ တတိယတဲ့ခါတိုင်းပေါ့ကိုဒါကိုရီနဲ့ဆိုလို့ရှိရင်ကိုမောင်အရွယ်ဆိုတော့လေကိုတော်ဘေးကနေပြီးတော့အဲငငယ်လေးနဲ့ဆိုနှမျောနေရဆိုရင်တို့မိဘအတွက်ကဒါတကယ်ဆုံးရှုံးမှုကြီးဖြစ်မှာဆိုတော့လေစိတ်တော်မကောင်းပါဟုတ် ါကြောင့်ဘဝကလေအဲ့လိုနေမြင်ညာပြောက်ကြီးပဲလေနော်နေမြင်ညာပြောက်ကြီးပဲအဲအခုမြေသူတို့ဒီ MD4 ရဲ့မှာရှိနေတာ forever မှာရှိနေတာဟိုပြောမယ်ဆိုလို့ရှိရင်15နှစ်လောက်ရှိနေပြီဒါပေမဲ့မနေ့တနေ့ရလို့ပဲဒါပေမဲ့အဲ့ဒီဂျားတဲ့အတွက်မှာတချို့လူပညာကိုဆက်မလုပ်တော့တာရှိရဲတချို့အိမ်အောင်ကျသွားတာရှိရဲတချို့စီးပွားရေးပဲလုပ်တော့တာရှိရဲတချို့နိုင်ငံခြားထွက်သွားတာရှိရဲအမျိုးမျိုးပဲအဲ့လိုဆိုတော့လေစဉ်းစားကြည့်လိုက်လို့ရှိရင်အဖြစ်ပြက်တွေကလေ ဟိုခဏလေးလိုပဲပေါ့နော်အပြောင်းလဲတွေမြန်ညပေါ့နော်အဲ့တော့ကိုလည်းအဲမောင်လေးရဲ့ဒီမောင်လေးထူရဲ့ကိစ္စကိုကြည့်လို့ရှင်ဘယ်သူမှဖြစ်မယ်လို့မထင်တော့ဘဲဒီလိုအရွယ်ကောင်းလေးပေါ့နော်ဒါပေမဲ့ဖြစ်သွားရတယ်အဲ့တော့ဘာဘာဟိုပဲသွားပြီးဖြစ်ရမလို့ဆိုတော့ဒီနေ့နဲ့နဲ့ပြန်မသေးကြအောင်အဲ့တော့ဘာမြင်းများလောက်အောင်အတိမြင်းများရှိပြီးကို့နောက်ပါမယ် နာကိုမြမြလို့ပေါ့ငယ်တဲ့ချိန်တော့ကျတော့ဟိုတခါတလေကြာလို့ရှိရင်ညာမိုးချုပ်ရမ်းမိုးချုပ်သွားလို့ရမ်းပြင်မနေကအိတ်လိုက်တော့မယ်ဖះမရှိကူပြခဲ့တဲ့အချိန်ကြီးလေးရှိရဒါအလွယ်ကူရိုးရှင်ဆုံးဆိုလို့ရှိရင်ဒါပေမဲ့နောက်ပိုင်းညာကတော့မဟုတ်တော့ဘူးအဲ့ဘာသာရေးဆိုတာကငါအသက်ကြီးလာရင်ဘာသာလဲဟိုးရင်တော့ဆိုရင်ရှိရဲငယ်တဲ့ချိန်မှာပညာရှာတဲ့ဒုတိယရွယ်မှာဥစ္စာရှာတဲ့တတိယရွယ်မှာတရားရှာတဲ့ အရင်တော့ဆိုပြောကြရတယ်တကယ်တော့အဲ့မှားသွားပြီဘာလို့လဲဆိုတော့ငငယ်တည်းကဘာသာရေးအတိအတိပြီးတော့ပညာလဲရှာရမယ်ငွေရှာနိုင်တဲ့အရွယ်မှာငွေရှာနေရင်လည်းတစ်ဖက်ကတရားလဲရှာရမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်အချိန်မီမှာလူဆိုတာဆုံးရှုံးသွားနိုင်တယ်ပျက်စီးသွားနိုင်တယ်အဲ့တော့ပျက်စီးမယ်ဆုံးရှုံးမယ်ဆိုတာကိုဘယ်သူမှကြိုမသိနိုင်တဲ့အတွက်ကြောင့်တတိယအရွယ်ကြမှာတရားရှာမယ်ဆိုရင်တေးကြတယ်ကိုယ့်နောက်ဘာမှမပါတော့ဘူးအဲ့လိုမျိုးဆိုတော့ဟိုမြို့သူအနေနဲ့ဆိုရင်တစ်ချိန်တည်းမှာမြို့သူတို့က ရှာရမှာပဲဥစ္စာလည်းရှာရမှာပဲဒါဆိုရှိနေတဲ့ကာလာတွေမှာ300ဆွဲရမယ်လူရတန်းရမယ်အဲ့အတွက်ကြောင့်ဥစ္စာလည်းရှာရမှာပဲဟိုဇက်တိုက်ပေါ်တော့အကောင်လုံး balance ညီညီနဲ့တော့လောက်သွားရမယ်ဆိုတော့အတိပေါ်တော့အဲ့ဒါအသက်ကြီးလာတော့လည်းပိုဝင်လာတာပေါ့နော် ြစ်သူနဲ့တော့မစုံခဲ့ဘူးဒါမဲ့လေအရွယ်ကောင်းလေးပဲရှိသေးရဲ့26နှစ်ဆိုတော့လေတော်တော်ငယ်သေးတယ်ပေါ့နော်ဟိုဒါကိုရီနဲ့ဆိုလို့ရှိရင်ကို့မောင်အရွယ်ဆိုတော့လေကိုတော်ဘေးကနေပြီးတော့အဲငငယ်လေးနဲ့ဆိုနှမျောနေရဆိုရင်တို့မိဘတော်ကဒါတကယ်ဆုံးရှုံးမှုကြီးဖြစ်မှာဆိုတော့လေစိတ်တော့မကောင်းပါဟုတ်